မြစည်းမပြည်သက်များအားလုံးပဲမင်္ဂလာပါဇွန်လ30ရက်နေ့ည9:00နာရီတမြစည်းမ prime time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီကအချုပ်ချာတည်တံ့မှုနဲ့ပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့ရုရှားဥဆောင်တဲ့ EAEU အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းနေတဲ့သတင်းရခိုင်စပေးရှောင်းနေမှာကျမ်းမာရေးစားဝတ်နေရေးအကျက်အတဲရင်ဆိုင်နေရတဲ့သတင်း လေဗီယာနဲ့ရဝန်ကြောင့်နိုင်ငံတော်ဝန်မိုးကြီးနိုင်ပြီးမြို့သုံးမြို့မှာမြေကြီးကြီးမှုသတိပေးချက်ရှိနေတဲ့အကြောင်းနဲ့အစ္စရေးရဲ့အပြစ်အခက်ရစဲရေးဂရိကုတ်ကိုကြီးမားတဲ့တန်တရာရှိတယ်လို့အီရန်ထုတ်ပြောတဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်စီဟာရုရှားဥဆောင်တဲ့ EAEU အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းနေတဲ့သတင်းနဲ့ဆက်လက်အောင်ပါ စစ်ကောင်စီဟာအချုပ်ချာအာဏာတည်တံ့ဖို့နဲ့ပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့ရုရှားဦးဆောင်တဲ့ Eurasian စီးပွားရေးတမကဥရောပအာရှစီးပွားရေးတမက EEU အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ကြိုးပမ်းနေတယ်လို့သတင်းစာတွေမှာဖော်ပြပါဗယ်။ EEU ရဲ့အခြေခံပြတင်းညင်မှာ နိုင်ငံချင်းအချုပ်ချာအာဏာတည်တံ့မှု၊နေမြေခိုင်မြဲမှုကိုအလေးထားဖို့ပါဝင်ပြီးဒါဟာနိုင်ငံသားတိုင်းအတွက်လိုအပ်တဲ့ကိစ္စဖြစ်ကြောင်း လက်ရှိအခြေအနေမှာ စီးပွားရေးအရနိုင်ငံရေးအရပိတ်ဆို့မှုရှိနေပြီး EAEU နဲ့ပူးပေါင်းဆောင်ရွက်ခြင်းအပြင်ပူးပေါင်းဆောင်ရွက်မှုအင်အားရရှိလာမယ်လို့စစ်ကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စွန်မင်းထွန်းကပြောကြားခဲ့ပါတယ်။ဒီလိုပြောဆိုမှုကိုစစ်ကောင်ဆောင်ရဲ့ Belarus ခီးစဉ်အပြန်ဇွန်လ29ရက်နေ့မှာပြောဆိုခဲ့တာလို့ဒီကနေ့ဇွန်လ30ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာဖော်ပြပါရတယ်။ မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့လိမ္လာခွင့်ရရှိတဲ့နိုင်ငံဖြစ်ဖို့ကြိုးစားဆောင်ရွက်နေပြီး EAEU အဖွဲ့ဝင်နိုင်ငံတွေကလည်းမြန်မာနိုင်ငံကိုကြိုဆိုလက်ခံတယ်လို့မြင်ကြောင်းသူကဆိုပါတယ်။ Eurasian စီးပွားရေးတမကဥရောပအာရှစီးပွားရေးတမက EAEU ကို2015ခုနှစ်ဇန်နဝါရီလမှာဖွဲ့စည်းခဲ့ပြီး Russia, Belarus, Kazakhstan, Armenia နဲ့ Kyrgyzstan နိုင်ငံတို့ပါဝင်ပါတယ်။ စစ်ကောင်စီဟာ EAAU အဖွဲ့ဝင်ဖြစ်ဖို့2022ခုနှစ်မှာစတင်စ조사အကောင့်ထဲပေါ်ခဲ့ပြီး2023ခုနှစ်စက်တင်ဘာလမှာ EAAU နဲ့ပူးပေါင်းဆောင်ရွက်ပြီးအတွက် MOU နားလည်မှုစာချုပ်လာစာချုပ်ချုပ်ဆိုခဲ့ပါတယ်ခင်ဗျာရခိုင်စစ်ဘေးရှောင်တွေကျမ်းမာရေးစာဝန်တွေအကြက်တဲရင်ဆိုင်နေရတဲ့တဲ့တွင်နဲ့ဆက်ရအောင်ပါ ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေကြောင်းနေရက်ဆုံးခွာထွက်ပြေးနေရတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေဟာလက်ရှိမှာကျန်းမာရေးနဲ့စားဝတ်နေရေးအချက်အသေးတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။အာရခတတော် AA ကအစိုးဆုံးတင်ပိုက်ခဲ့တဲ့ပောက်တော်မြို့နယ်ကမဟာယန်စစ်ဘေးရှောင်စခန်းမှာအကူအညီထောက်ပံ့နေမရရှိတာဟာ၅လနီးပါးရှိပြီဖြစ်ပြီးစားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေရပါတယ်။မဟာယန်စေဘေးရှောင်စခန်းမှာအိမ်အောင်စု300ကျော်လူဦးရေ1000ခန့်နေထိုင်နေတာပါ သူတို့တဲကလူကြီးတရားကျော်ဟာငွေကြေးမတက်နိုင်တဲ့အတွက်ဖုန်းကြီးကြောင်းနဲ့ဓမာယုံတွေမှာစုပြုံနေထိုင်နေရပြီးမိုးရာသီမှာလည်းမိုးတံလေတံကိုစိုးရိမ်နေရတယ်လို့ဆစ်ရှောင်းစခန်းတာဝန်ခံကမျက်စိမှာကိုပြောပါတယ်။ဆေးဘေးရှောင်းစခန်းတွေမှာလူအများပြားစုပြုံနေထိုင်ရတဲ့အတွက်ပတ်ဝန်းကျင်တန်ရှင်းမှုအားနည်းလာပြီးမိုးရာသီကြောင့်ကလေးငယ်တွေမှာဖျားနာမှုတွေပုံမှုဖြစ်ပေါ်နေတယ်လို့သိရပါတယ်။မိုးရာသီမှုအခြေအနေရန်ပေါ်လာတယ်။ အမိုက်ပုံတွေကြောင့်အနှံ့အသက်ဆိုးရွားမှုပါလေကလေးတွေနေမကောင်းဖြစ်ကြတယ်ရင်းလုံးအိမ်သားတွေမရှိတာကလည်းတက်ကြီးရွယ်အိုတွေရောအားလုံးအတွက်အခက်အခဲဖြစ်နေတယ်လို့စစ်ဘေးရှောင်အမျိုးသမီးတူကမျက်စိမှောက်ပြောပါရယ်ရခိုင်ပြည်နယ်မှာအာရခတက်တော် AA နဲ့စစ်ကောင်စီတက်တော်အကြား2023ခုနှစ်ကစလို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးဒေသခံတိုင်းနဲ့ချီဘေးလွယ်ကိုထွက်ပြေးတိမ်းရှောင်နေရပါတယ် ရခိုင်ပြည်နယ်တစ်ခုလုံးကိုတိမ့်ပိုက်ဖို့ရည်မှန်းထားတဲ့အာရခတပ်တော် AAR လက်ရှိမှာရခိုင်မှာရှိတဲ့မြို့ပေါင်း16မြို့တွေက14မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးကြန့်ရှိ3မြို့ဖြစ်တဲ့စစ်တွေမန်အောင်နဲ့ကြောက်ဖြူမြို့တို့ကိုထပ်မံတိမ့်ပိုက်နိုင်ဖို့ကြိုးပမ်းနေပါတယ်ခင်ဗျာလီဗီးယားနဲ့ရဝန်ကြောင့်နိုင်ငံတော်ဝန်မိုးကြီးနိုင်ပြီးမြို့3မြို့မှာမြေကြီးမှုတတိပေးချက်ရှိနေတဲ့အကြောင်းကိုပြောပြပေးပါမယ် ဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်နေတဲ့လေဖျားနဲ့ရဝန်းရှိန်ကြောင်းမြန်မာနိုင်ငံတဝမ်းမိုးကြီးနိုင်ပြီးမြို့သုံးမြို့မှာမြေကြီးကြီးမှုသတိပြုဖို့မိုးလေဝသဌာနတွေကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီလက်အောက်ခံမိုးစလဌာနရဲ့ဒီကနေ့ဇွန်လ30ရက်နေ့မနက်9:00နာရီအချိန်ထုတ်ပြန်ချက်မှာဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်နေတဲ့လေဖျားနဲ့ရဝန်းဆက်လက်တည်ရှိနေပြီးကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တွေမှာမုတ်တုံလေအားကောင်းနေတယ်လို့ဖော်ပြပါရတယ်။ လီဗီးယားနဲ့ရေဝံအရှိန်နဲ့မုတ်တုံလေအားကောင်းနေမှုတွေကြောင်းမြန်မာနိုင်ငံတဝန်းဒီကနေ့ညနေပိုင်းထိမိုးရွာသွန်းမှုတွေရှိနိုင်ပြီးနောက်နေ့ရက်အတွင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာမိုးပိုနိုင်တယ်လို့ဆိုထားပါတယ်မြေကြီးမှုအခြေအနေလေးလဲဆက်ရှိနေပြီးချင်းတွင်းမြေဟာမုံရွာမျိုးစစ်တောင်းမြေဟာမတ်တောင်မျိုးပဲခူးမြေဟာပဲခူးမျိုးတွေမှာနောက်တည့်ရအတွင်းစိုးရိမ်မှအထက်ရောက်ရှိနိုင်တယ်လို့မိုးစလာကတီးပေးထားပါတယ်။ လက်ရှိဖောင်းပြေမြို့မှာစိုးရင်ရေမအထက်နှလမခန့်ရောက်နေတဲ့ချင်းတွင်းမြေဟာနောက်တရအတွင်းစိုးရင်ရေမအောက်ပြန်လဲကျဆင်းနိုင်တယ်လို့မိုးစလာကအတည်ပြုထားပါတယ်။ပဲခူးမြို့မှာလက်ရှိအနေပိုင်းရက်ွက်တချို့ရေဝင်ရောက်နေကြောင်းဒေသခံတွေကပြောကြားထားပြီးမြေကြီးမှုတွေရှိနေတဲ့အတွက်မြေကမ်းအနီးနဲ့မြေနေပိုင်းနေထိုင်သူတွေကြိုတင်သတိပြုကြဖို့နဲ့မြေရေမြင့်တက်လာရင် အခြေအမီရှောင်ရှားနိုင်ဖို့မိုးစလာကနှိုးဆော်ထားပါတယ်။ ဒီကနေ့ဇွန်လ30ရက်နေ့ကနေဇူလိုင်လ6ရက်နေ့အတွင်းမြန်မာနိုင်ငံတဝမ်းမိုးရွာသွန်းမှုရှိနိုင်ပြီးနေပြီးတော့သခိုင်းတိုင်းထပ်ပိုင်းပဲခူးတိုင်းအရှေ့ပိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေမှာနေရာကွက်မိုးကြီးနိုင်တယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကအတည်ပြုထားပါတယ်။ မိုးတဲထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခိုက်တာနေရာကွက်မိုးကြီးတာလျှက်ပြက်ရေကြီးတာစတဲ့ထူးခြားမိုးလေဝသဖြစ်စဉ်တွေကိုဂရုပြုကြဖို့လဲ MOH DM ကတိုက်တွန်းထားပါတယ်။အခုရပိုင်းတွင်မြန်မာနိုင်ငံဒေသအများစုမှာမိုးရွာသွန်းမှုတွေရှိနေပြီးရခိုင်ပြည်နယ်တန်တွဲမြို့မှာမိုးရွာသွန်းမှုတွေကြောင့်ဆွေပြည်တိမ်းရှောင်နေရတဲ့ပြည်သူတွေစားနပ်ရိက္ခာနဲ့ဆေးဝါးပစ္စည်းတွေအရေးပေါ်လိုအပ်နေတဲ့အတွက်ကူညီပေးကြဖို့လဲ ဒေတာတွင်လူမှုကူညီအသင်းတွေကမေတ္တာရက်ခံထားကြပါရယ်ခင်ဗျာဖြူမာစစ်ကောင်စီတပ်စခန်းတိုက်ခိုက်မှု၁၀ဦးထက်မနည်းသေဆုံးကြောင်းဖြူပကဖထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ပဲခူးတိုင်းတောင်ကူခရိုင်ဖြူမြို့နယ်ဝဲတော်ဝဲကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုစီးနင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးတယ်လို့ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းထုတ်ပြန်ပါတယ် ဇွန်လ29ရက်နေ့မနက်၂နာရီခန့်အချိန်မှာဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ပွဲဟာကြာချိန်9နာရီထိရှိခဲ့တယ်လို့ဖြူမြုံနယ်ပါကာဖတာဝန်ရှိသူတူကပြောပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖက်ကနေလေးချောင်းပစ်ကူနဲ့တိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ၄ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖြူမြုံနယ်ပါကာဖအဖွဲ့အစည်းကတည်ရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းတော်လိုင်းတပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့ရသလိုတဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ဖြူမြုံနယ်ပကဖအဖွဲ့ကအတည်ပြုထားပါတယ် အဲ့ဒီထိခိုက်သေးဆုံးမှုတွေနဲ့ပတ်သက်လို့မြစည်းမကတိချအတည်ပြုနိုင်တာတော့မရှိသေးပါဘူးဝဲကြီးဝဲတောင်ထိုင်စကန်းဟာအုတ်ဖြတ်မုံလမ်းပိုင်းပေါ်မှာတည်ရှိပြီးအင်အား15ဦးခန့်နဲ့အထိုင်ချထားတဲ့စကန်းတစ်ခုဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီစခန်းကိုတင်ပိုက်နိုင်ရင်စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းတစ်ခုကို ဖြတ်တောက်နိုင်မှာဖြစ်တယ်လို့ဖြူးမြွန်နယ်ဘက်ကဖတာဝန်ရှိသူကဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဖြူးမြွန်နယ်ဘက်ကဖရန်ကုန်တိုင်းဘက်ကဖတိုက်ခိုက်ရေးတပ်ဖွဲ့ AR အမှတ်3တက်ရင်လည်းအာလာဝကစစ်ကြောင်းတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်အစ္စရေးရဲ့အပြစ်ခတ်ရစရေးဂရီကုတ်ကိုကြီးမားတဲ့တန်တရာရှိတယ်လို့အီရန်ထုတ်ပြောလာတဲ့သတင်းကိုမြစည်းမဝိုင်းတော်သားကိုခန့်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်စစ်ပွဲကို၁၂ရက်အကြာမှာအဆုံးသတ်ခဲ့ပြီးတော့အခုတစ်ပတ်အတွင်း ရရှိခဲ့တဲ့အပြစ်ခတ်ရဲစဲရေးကိုအခိုင်အမာယုံကြည်ရလို့အီရန်ကတနင်္ဂနွေနေ့ကပြောပါတယ်ဇွန်လ23ရက်နေ့ကအီရန်နိုင်ငံကိုအစ္စရေးကဘုံကျဲလိုက်တာနဲ့မဟာယန္တူရောနိုင်ငံနှစ်ခုအကြားပြိပခမြင့်တက်မှုအဆိုးဆုံးဖြစ်ပွားခဲ့ပါတယ်။ဤစစ်စင်ရေးအတွင်းထိတ်တန့်တက်မှုတွေနဲ့အငင်းပွားနျူကလ িয়ার အစီအစဉ်နဲ့ဆက်ဆက်နေတဲ့တိုက်ပံပညာရှင်တွေကိုတပ်ဖြတ်နိုင်ခဲ့ပါတယ်။သူတို့ရဲ့ချီမန်းချက်ကတော့အစ္စလမ်သမရနိုင်ငံအနေနဲ့ နျူကလ িয়ার ဘုံးတွေမထုတ်လုပ်နိုင်မှုဖြစ်တယ်လို့အစ္စရေးကပြောပါတယ်။အဲဒီမှန်ချက်မရှိကြောင်းအီရန်ကတောက်လျှောက်ညှင်းဆုပ်ခဲ့ပါတယ်။စွန့်ရင်ခဲ့သောရပ်ဖက်အုံပြူဖို့နျူကလ িয়ার ဓာတ်အားကိုသူတို့အုံပြူခွင့်ရှိကြောင်းလည်းပြောထားပါတယ်။ဤတိုက်ခိုက်မှုကြောင့်အစ္စရေးကိုအခိုင်အမာထောက်ခံတဲ့အမေရိကန်နိုင်ငံနဲ့အီရန်တို့အကြားနျူကလ িয়ার ဆွေးနွေးပွဲတွေပြတ်ပြားသွားခဲ့ရပါတယ်။ကျွန်တော်တို့ကစစ်ပွဲကိုစတင်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ကျူးကျော်သူတွေကိုကျွန်တော်တို့မှရှိရဲ့အင်အားအကုန်သုံးပြီးတုံ့ပြန်ခဲ့တယ်လို့အီရန်လက်နက်ကင်တပ်ဖွဲ့တွေဦးစီးချုပ်အဒူရာဟင်မူဆာဗီကပြောကြားကြောင်းအီရန်နိုင်ငံပိုင်ရုတ်တံကအစ္စရေးနိုင်ငံကိုယီညွန်းကထုတ်လွှင့်သွားခဲ့ပါတယ်အပြစ်ရရေးပါဝင်သူတို့ရဲ့ဂတိကဝတ်တွေအပေါ်ရန်သူရဲ့လိုက်နာမှုကိုကျွန်တော်တို့ကြီးမားစွာတနင်္လာရှိပါတယ်တိုက်ခိုက်လာခဲ့ရင်အင်အားတုံတုံပြန်ဖို့ ျွန်တော်တို့အသင့်ရှိနေပါတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြေညာခဲ့တဲ့အပြည့်ရဲ့6ရက်ထဲဝင်လာချိန်မှာသူကဆက်လက်ပြောကြားသွားခဲ့တာပါခင်ဗျာပဝန်ကျင်ညဉ့်ဉန်းမှုအတွက်စိုးရိမ်မှုတွေရှိနေပေမဲ့ဒေါ်လာ9.6ဘီလီယံတန်လျှက်စစ်ကားဘက်ထရီထုတ်လုပ်မှုကိုအင်ဒိုနီးရှားစတင်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးမှာပါ ပဝန်းကျင်ထိန်းသိမ်းမှုအတွက်အာမခံချက်မရှိတာကြောင့်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကစိုးရိမ်မှုတွေမြင့်တက်လာနေပေမဲ့အင်ဒိုနီးရှားနိုင်ငံဟာတရုတ်ကုမ္ပဏီကြီး CATL ရဲ့ကြောထောက်နောက်ခံပြုမှုနဲ့ဒေါ်လာ9.6ဘီလီယံတန်တရက်စစ်ကားဘက်ထရီထုတ်လုပ်ရေးစက်ရုံမဟာစီမံကိန်းကြီးတရက်ကိုတနည်းနည်းနဲ့ကအုံမြင့်ချတဲ့လုပ်ငန်းလှုပ်ဆောင်လိုက်ပါတယ်အင်ဒိုနီးရှားနိုင်ငံဟာကမ္ဘာအကြီးဆုံးနစ်ကယ်ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီးကြီးမားလာတဲ့တပ်တူတိုက်ကိုအသုံးချဖို့ကြိုးပမ်းလျက်ရှိနေတာပါ။ 2020ခုနှစ်မှာပြည်ပတင်ပို့ခွင့်ပိတ်ပင်လိုက်တာကြောင့်လျှက်စစ်ကားဘက်ထရီ ထုတ်လုပ်ရေးလုပ်ငန်းနဲ့တန်ကြီးမတက်တမဏိထုတ်လုပ်ရေးလုပ်ငန်းတွေပြည်တွင်းမှာတဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ဒေါ်လာ4.9ဘီလီယံတန်လျှက်စစ်ကားဘက်ထရီထုတ်လုပ်ရေးလုပ်ငန်းကိုအရှိတ်အမှတ်ရှိတဲ့ဟာမာဟီယာကျွန်းမှာပြုလုပ်မှာဖြစ်ပြီးဒေါ်လာ3.2ဘီလီယံတန်ယင်းနှိမ့်နှံမှုကိုအနောက်ကြားဘက်မှာပြုလုပ်မယ်လို့စွန့်ရင်ဝင်ကြီးဘာလီ လာဟာဒါလီယာက ပြောကြားသွားပါတယ်။အဲ့လိုပြောဆိုနေတဲ့အချိန်မှာ တမရပရာဘိုရိုဆူဗီယန်တိုလည်းအတူရှိနေပါတယ်။ကျွန်တော်ရဲ့တွက်ချက်မှုရတိတ်ကြမှာမဟုတ်ပါဘူး။၅နှစ်ကနေ၆နှစ်အတွင်းတိုင်းပြည်တွင်းမှာစွန့်ရင်ပူလုံနိုင်ပါတယ်လို့အနောက်ဂျာဘာကျွန်းကာရာဝမ်မှာကျင်းပတဲ့အုတ်မြစ်ချအခမ်းအနားမှာပြောကြားပါတယ်။ပြန်လည်အားသွင်းနိုင်တဲ့ဘက်ထရီထုတ်လို့ရမှာအဓိကအစိတ်ပိုင်းဖြစ်တဲ့ကတ်တုတ်ချောင်းတွေထုတ်လုပ်တာနဲ့တတုတူဖော်တာအရေကြိုတန့်စင်တာတွေကိုဟာမာရီယာဆက်ယုံမှာစူးစိုက်လှုပ်ဆောင်မယ်လို့ဘာလီကပြောခဲ့ပါဗျာ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ4580ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1648တသမ84ကျပ် ပြင်ပပေါက်စဉ်3606ချက်ဥရောပတရူတို့ကိုစစ်ကောင်စီတတ်မှတ်စဉ်2461.62ချက်ပြင်ပပေါက်စဉ်9388ချက်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.55ချက်ပြင်ပပေါက်စဉ်140.89ချက်မလေးရှားတမင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်466.59ချက်ပြင်ပပေါက်စဉ်1085ချက် ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့တင်းသတ်မှတ်ဈေး58သိန်း8000ကျပ်ပြင်ပပေါက်ဈေး88သိန်း9000ကျပ်15ဘဲတစ်ချပ်သားကိုရွှေကုန်တဲ့တင်းသတ်မှတ်ဈေး55သိန်း12500ကျပ်ပြင်ပပေါက်ဈေး84သိန်း1000ကျပ် ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါရှင်စင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်လီတာကို2930ကျပ်၊ပရီးမီးယားဒီဇယ်လီတာကို3385ကျပ်၊အော်ဒီ92လီတာကို3140ကျပ်၊အော်ဒီ95လီတာကို3210ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတို့တွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ နောက်ဆုံးရစာအုပ်စီစဉ်တွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6060ကျပ်ပြင်ပပေါက်စီ7500ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါစဉ်တွေကတော့အချိန်နဲ့အမျှကြောင်းလဲမှုရှိနိုင်ပါတယ်အမျိုးစီမပရိုင်တိုင်းမျိုးစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ